ဒီနေ့တော့မြစ်စုက live မှာနာမည်ကြီးနေတဲ့ကော်ရီခေါက်ဆွဲနဲ့စီလုံးလေးဆိုင်လေးကိုသွားမှာဖြစ်ပါတယ်ရှင်။အလုံးပဲမြစ်စုနဲ့တူတူ video လေးကိုစုံတည်ရကြည့်ပေးကြပါအောင်နော်။အခုရောက်နေတဲ့နေရာလေးကတော့ Bugis မှာရှိတဲ့ Fortune Center ပဲဖြစ်ပါတယ်ရှင်။ဒီနေရာလေးမှာကစီလုံးတီးနဲ့ကော်ရီခေါက်ဆွဲနာမည်ကြီးရတဲ့လာစားတာဖြစ်ပါတယ်ရှင်။နေရာလေးကတော့ Bugis ကရှိတဲ့ ကွင်ရင်ကျောင်းနဲ့လည်းမလန်းမွေးမှာရှိရတဲ့ကွင်ရင်ကျောင်းမှာလာဆူတောင်းနေတယ်လေဒီညလေးမှာသွားပြီးတော့ထိုင်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။အားလုံးပဲအတူတူလိုက်ကြည့်ပေးကြပါအောင်နော်။ဆိုင်နေရာလေးကတော့ Fortune Center ရဲ့မြင်ရင်တက်မှာပဲရှိပြီးတော့နာမည်ကတော့ Clinic Cafe and Bar လို့ခေါ်ပါတယ်ရှင်။မြစ်စုပထမဆုံးမှာစခဲ့တာကတော့ဒီဆိုင်ရဲ့နာမည်ကြီးရဲ့ကိုယ်ရောက်ဆွဲလေးပဲဖြစ်ပါတယ်။သူကတော့တပွဲကိုရှစ်ချက်နဲ့ပြာကိုစေပေးရပါတယ်ရှင်။ ရှင်းချက်နဲ့ပြကုဆယ်ပေးရတဲ့သူပိုရှင်းရလည်းများတယ်ပေါ့နော်အခုဒီမှာတွေ့ရတဲ့အတိုင်းအကြကွေးပါတယ်သူကြက်သားလေးဆိုလည်းသူတော်နုနုကြီးလောက်ထားတယ်ပေါ့နော်ကစွန်းရနဲ့ဒီကိုယ်ရင်မှာပါနေတဲ့ကော်လုံးကိုသူတိချာချာလေးနဲ့ဒီပစ္စည်းစုံလေးနဲ့သူထည့်ထားပေးတာတွေ့ရပါတယ်ရှင်ပြီးရင်သူ့ရဲ့အသားလုံးလေးကလည်းတော်တော်လေးစားလို့ကောင်းပါတယ်ပုံမှန်တော့မြစ်ဆိုကကော်ရီကြက်တက်တက်လို့မဟုတ်ဘောเนาะဒါပေမဲ့ဒီဆိုင်ကကော်ဖီကော်ရီလေးကိုလည်းကြိုက်တယ်လို့သူ့မှာပေးထားတဲ့ငပိတောင်းလေးတော်တော်လေးကိုစားကောင်းပါတယ်ရှင် ရန်ကုန်မှာတော့ကော်ရီခောက်ဆွဲကိုအများကြီးမကြိုက်ခဲ့ပေမယ့်ဒီကကော်ရီခောက်ဆွဲလေးကတော့စားရတာတော်တော်လေးကြိုက်ပြီးတော့နောက်တစ်ခါတော့သူစားချင်သေးပေါက်သွားတယ်ပေါ့နော်။သူ့ရဲ့ခောက်ဆွဲလေးခောက်ဆွဲလေးဆိုလို့ရှိရင်လည်းနူနူအီအီလေးနဲ့စားကောင်းတယ်ပြီးရင်ကော်ရီလေးကလည်းရသားလေးရှိရပေါ့နော်။အဲတကယ်လို့ကိုကကော်ရီမကြိုက်တဲ့လူဆိုလို့ရှိရင်လည်းဒီဆိုင်လေးမှာသွားပြီးတော့ကော်ရီလေးသစားကြီးခိုင်းကြည့်လို့ရတယ်ပေါ့နော်။ I'm a kick back when you fake like that. Head out of the game. I don't play that fact. when she let me go, no he never come back. I'ma be the best that you never never had. I'ma kick back when you fake like that. Get out of the game, I don't play that. Fat. When she let me go, no he never come back. I'ma be the best that you never never had. Ain't nothing. တကယ်တော့ဒီဆိုင်မှာစီလုံးတီးကအရင်နာမည်ကြီးရယ်ဆိုလို့သွားပြီးတော့စာရသွားပြတာပေါ့နော်ဒါပေမဲ့ကော်ရီကလည်းနာမည်ကြီးရယ်နဲ့ကော်ယူထရိုင်းကြီးရယ်နဲ့ကော်ယူပါတခါတည်းချိန်သွားပါရဲ့ရှင် <coughs> သူဆိုင်ရဲ့စီလုံးဒီလက်ဖက်ရည်ကတကယ်လက်ဖက်ရည်ရတာစစ်စစ်ကိုကိုခံစားလို့ရတယ်ပေါ့နော်အဲ့တော့ဒီဆိုင်ကစီလုံးဒီလေးရတော်တော်လေးချိန်နှက်တတ်တာဖြစ်တဲ့အတွက်နောက်တစ်ခါဘူဂစ်သွားရင်တော့ဒီဆိုင်လေးကိုထပ်ပြီးတော့ထွန်းပြအောင်ပါပါရှင်တကယ်လို့ကိုကကိုယ့်ရဲ့မြန်မာရတာလေးလွမ်းနေတယ်စီလုံးဒီလေးတောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာလေးမှာတော်တော်ပို့တွဲမြစ်ဆိုတော့အကြံပေးချင်ပါတယ်စီလုံးတီးရတော့တစ်ခွက်ကို၃ချက်နဲ့ပြာ90ပေးရပါလိမ့်ရှင်။ ူရဲ့လက်ဖက်ရည်ရတာလေးကနေတော်တော်လေးကောင်းနေပြီပေါ့နော်အဲ့ဒါအောင်မမသူကမလိုင်လေးပါထည့်ထားတဲ့အတွက်ရတာလေးက e shape ပြီးတော့လုံးဝတော်တော်လေးကိုတောက်ကောင်းပါရဲ့ရှင် တော့ဒီဆိုင်မှာက complimentary အနေနဲ့ဒီတံမြာဒီနဲ့နန်းနန်းနဲ့ချထားပေးရပေါ့နော်မြစုကငပိတောင်းလေးမြင်တာနဲ့ဒီတံမြာဒီနဲ့ငပိတောင်းလေးတို့စားခြင်းစိတ်တဖွာဖွာပေါ်လာနဲ့ဒီမှာသွားပြီးတော့စားပြခဲ့ပါတယ်သူရဲ့ငပိတောင်းနေရလည်းများလည်းများတယ်ပေါ့နော်များလည်းများတယ်မြစုကကော်ရင်နဲ့စားတာပြင်ပုံနေသေးတဲ့အတွက်မြစုကသူ့မှာရှိရတံမြာဒီရင်နဲ့အဲမင်းကလေးတို့ထုံးစံတိုင်းချင်းငယ်ဆက်စားခြင်းနဲ့လုံအောင်တို့စားထိမိဘူးပဲပေါ့နော်မဟုတ်ဆိုသူ့ရဲ့ဒီငပိတောင်းကတော်တော်လေးမှတော်တော်လေးစားကောင်းပါလေရှင် ပြီးဆိုတော့တကယ်တော့ပုံမှန်အိနာမသွားခင်တော့ခေါင်းလေးနဲ့နဲ့ကိုက်နေတယ်ပေါ့ဒါပေမဲ့တမန်သေးလေးစားလိုက်တဲ့ချိန်မှာတော်တော်လေးကိုပွင့်ပတ်ထွက်ပြီးတော့လန်းဆန်းသွားပါလေရှင်တကယ်လို့ကွာအိညာရောက်တဲ့အချိန်လေးနဲ့ကြိုက်တယ်ဆိုလို့ရှိရင်တမန်သေးလေးနဲ့ငပိလေးနဲ့ကိုထွန်းကြည့်ဖို့အတွက်လည်းအကြံပေးချင်ပါလေရှင် I'm a kick back when you fake like that head out of the game I don't play that fact when you let me go no you တကယ်တော့ဒီဆိုင်အသွားတော့ကတော့စီလုံးဒီနဲ့ကိုယ်ရခောက်ဆွဲပဲစားဖို့ပေါ့နော်ဒါပေမဲ့သူ့ရဲ့နှစ်ခုလုံးရရတာရန်ကောင်းရင်တွဲမြစုကနောက်ထပ်ရွှေတောင်ခောက်ဆွဲကိုပါထပ်ပြီးတော့ try ကြည့်ခဲ့ပါတယ်ရှင်ချစ်တော်ဖောက်ဆွဲမှာဆိုလို့ရှိရင်လည်းသူကအသားတွေနဲ့ဒီသူ့ရဲ့ပါဝင်ပစ္စည်းတွေကလုံးကိုသူမြင်မြတတနဲ့အများကြီးလဲထည့်ထားပေးရပေါ့နော်အဲမြစ်စုကတော့ဒီမှာဆိုလို့ရှိရင်ဒီသူကအကြော်တွေလဲပါတယ်ကြက်သားလဲပါတယ်ပြီးရင်ပေကျုပ်တစ်ချမ်းအစုံပေါ့နော်သူတို့အကုန်ထည့်ထားပေးတယ် သူ့မှာအကျိုက်ဆုံးဟာတော့သူ့ရဲ့ဒီအနှစ်ပေါ့နော်ရွှေတံခေါက်ဆွဲအနှစ်ကတော်တော်လေးကိုစားကောင်းပါလေရှင်သမ ्या ဒီလေးဆန်းလိုက်တဲ့ခါမှာလုံအောင်ထိမိခွေနဲ့စားလို့လည်းတော်တော်လေးကိုအဆင်ပြေတဲ့အတွက်ဒီနေရာရောက်လို့ဆိုလို့ရှိရင်ရွှေတော်ခောက်ဆွဲကြတဲ့လူတွေဆိုလို့ရှိရင်လည်းဒီနေရာမှာသွားပြီးတော့ try ကြည့်လို့ရတယ်။နောက်ထပ်တစ်ခုကြိုက်တာသူ့ရဲ့ပေးမှပေးထားတဲ့ဒီ soup လေးပေါ့နော်။ ဒီမှာဆိုလို့ဒီပုံမှန်ဆိုလို့ရှိရင်မြို့ဆိုလို့ soft တွေပါဆိုလို့ရှိရင်ရတာတချို့နေရာတွေကဟိုကြက်သားကြက်ပြုတ်ရတာတိတ်မီရပါတော့ဒါမဲ့သူ့ရဲ့ရွှေတောင်ခေါက်ဆွဲမှာပေးထားတယ်ဟင်းရင်လေးဆိုလို့ရှိရင်သူ့ရဲ့ကြက်သားရတာလေးပါပါပြီးတော့သူကဒီမှာကြက်တော်မင်းလေးပါအုပ်ထားပြီးတော့တော်တော်လေးကိုရတာကောင်းနေပါတော့တကယ်လို့ကိုကကိုရဲ့တငယ်ချင်းလေးကိုစင်ကာပူရီးယားနေရှိတယ်ပဲဖြစ်ဖြစ် face ကြည့်နေဆိုလို့ရှိရင်ဒီဆန်လေးကိုမြို့ဆိုတော့ recommend ပေးချင်ပါတယ်ရှင် ီဆိုင်လေးကမြစ်စုအရန်ကြိုက်လို့ honest review လေးပေးတာဖြစ်ပါတယ်ရှင်မြစ်စုရဲ့ page ကနေပြီးတော့အခုလိုမျိုး video လေးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like follow နဲ့ subscribe လုပ်ပေးကြပါအောင်နော် video လေးကိုလည်းအဆုံးထိအမြဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲရှိပါတယ်ရှင်နောက် video လေးမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတပါ